အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဟိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ရခွတ်တီရဲ့ချစ်သူဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမတို့အစီအစဉ်တင်ဆက်သူအန်နာပါဂေါ်ရီရဲ့ရခွတ်တီဖြစ်သူကတော့တော်တော်လေးငယ်ရွယ်ချော်မော်လွန်ပါရီငယ်ချင်းတွေကလည်းဂေါ်ရီကိုတွေ့ရတဲ့အခါတိုင်းရခွတ်တီကတော်တော်လေးငယ်တယ်ဆိုပြီးစာနောက်တက်ကြပါရီ ူ့လိုချောမောခန့်ညာလို့နဲ့သူတယောက်ကတနည်းမဟုတ်တနည်းမှာတော့မိန်ကလေးတွေနဲ့တွေ့ဆုံနေလိမ့်မယ်လို့လည်းသူတို့ထင်ကြေးပေးခဲ့ကြပါသေးတယ်။တရမတော်ခေါရီကလည်းရုပ်ခတိဖြစ်သူစီမှာတကယ်ပဲရီးစားရှိတာကိုတီးခဲ့ရတဲ့အခါမှာတော့အံ့အားသင့်သွားခဲ့ရပါပြီ။ဒီပုံပြင်လေးတော့ခေါရီနဲ့ဂျီရာတို့နှစ်ယောက်လုံးရဲ့လက်ထပ်ပွဲကနေစတင်ခဲ့ရပါ။သူတို့လက်ထပ်တော့မှဖြစ်တဲ့အတွက်လက်ထပ်ပွဲအတွက်ပြင်ဆင်စရာရှိတာကိုပြင်ဆင်နေခဲ့ကြပါရဲ့။ဂျီရာကရဲ့ဖော်ခင်ဖြစ်သူကလည်းသူရဲ့မိန်းမကိုအတန်ပေးခေါ်လိုက်ပါရဲ့။ မိမကြီးမိမဟုတ်ကဲ့ပါရှင်ဘာလို့ဒီလောက်ကြာမှာအော်နေရတာလဲဘာကိစ္စလဲပြောကဲဘာလို့နေရလဲအမြန်တော့အမြန်လို့ငါ့ကိုဒီမှာလာပြီးတော့ဝိုင်းကုန်ကြီးလို့ပြောအမြန်ဆုံးငါတို့ထွက်ရတော့မယ်မဟုတ်ဘူးလားငါ့ကိုတစ်ချက်မုတ်ဆိတ်ရိတ်ပေးစမ်းကွာအော်ရှင်ရလဲရှင်ဒါကောင်းမှမလားအခုဆောင်ရင်ရှင်ကရောက်ခတိဖြစ်တော့မှလေကိုဟောက်ကိုလောက်ပါတော့လားအမလီဘာလို့ကိုဟောက်ကိုလောက်ရမှလဲငါတို့လက်ထပ်ပြီးကလေးကမင်းမင်းငါ့ကိုဒါရီအားလုံးလောက်ပေးနေခဲ့ရလीတားဖြစ်သူကလက်ထပ်တော့မယ်ဆိုတာနဲ့မင်းငါအလုပ်တွေကိုမလုပ်ပေးချင်တော့ဘူးလား ဒါရီအားလုံးကိုတော့ကျမလှုပ်ပေးရတာမကောင်းပါဘူးရှင်ကိုယ်တိုင်းပဲလှုပ်လိုက်တော့ပြီးတော့ကျမစီမှာအလုပ်တွေအများကြီးရှိသေးတယ်။ယူစနာကလည်းချောခွာသွားခဲ့တဲ့အခါမှာတော့တယောက်ကြားကလည်းကိုဟုတ်ကိုမုတ်ဆက်ရိတ်ခဲ့ရပါသေး။အလုပ်တွေအားလုံးပြီးစီသွားခဲ့တဲ့အခါမှာတော့တရိုးသမီးအိမ်ဘက်ကိုထွက်လာခဲ့ကြပါသေး။ဒီအချိန်မှာအမျိုးသမီးတွေအကုန်လုံးကလည်းရောက်ခတိဖြစ်သူကိုပဲငေးကြည့်နေခဲ့ကြတာပေါ့။သူကတရိုးသားရဲ့အဖေလားဒါမှမဟုတ်တရိုးသားကိုယ်တိုင်ပဲလား။အေးဟဲတရိုးသားရဲ့အဖေတဲ့ငငယ်လေးနော်အသားကလည်းဖြူဖွေးနေရပဲ။ သူ့ကိုတော့ main ကလေးတွေဘလောက်ကြောင်မှသဘောကျလိုက်ကြမလဲမသိဘူးအားလုံးကလည်းစုသေးတကိုပဲကြီးနေကြကြတာပါမင်္ဂလာဆင်မြင်ပေါ်မှာပန်းကုံလဲပေးနေခဲ့တဲ့အချိန်မှလည်းဂေါရီရဲ့တငယ်ချင်းတွေကဂေါရီရဲ့တော်ရမရခွက်ထီဖြစ်သူကိုပဲပြောနေကြကြပါရီနေရခွက်ထီကတကယ်အတော်လေးကိုချောမောတယ်ဟာမသိလို့ရှင့်နော်လူငယ်လေးအတိုင်းပဲမဆက်ပိုက်ထားစမ်းပါအဲ့ဒါကငါ့ရခွက်ထီနော်ဟုတ်ပါပါဟုတ်ပါပါနင်းရရခွက်တီဆိုပေမဲ့တချို့မိန်ကလေးတွေရဲ့အသေးနှလုံးဖြစ်ရင်ဖြစ်နေမှာ ငါပြောတာနားထောင်သူ့မှာကျင်းသေးပေါ့ရီးစားရှိလိမ့်မယ်။ဂေါ်ရီရဲ့တငယ်ချင်းတွေအားလုံးကတော့ရည်နေခဲ့ကြပါရဲ့။ဒီနောက်မှာတော့မင်္ဂလာဆောင်အခမ်းအနားပြုစီသွားခဲ့ပါပြီ။ဂေါ်ရီကလည်းလက်ထပ်ပြီးနောက်မှာတော့ရခမအင်ကိုရောက်ရှိလာပါရဲ့။လက်ထပ်ပြီးရဲ့အနေငယ်ကြသွားတဲ့အခါမှာတော့ဂေါ်ရီနဲ့ဂျီကတုံနှစ်ယောက်လုံးကဟန်နီမွန်ခရီးသွားဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါရဲ့။အေးအေးအေးသွားသွားသွားကျင်းသေးသွားလေနင်တို့နှစ်ယောက်အေးအေးဆစ်ဆေးလေးကြပေါ့။ပျော်ပျော်နေကြ။ငါလည်းစဉ်းစားနေတာငါနဲ့မင်းအမေနှစ်ယောက်လုံးနောက်တစ်ခေါက်ဟန်နီမွန်ထပ်သွားရင်ကောင်းမလားလို့ ဘယ်လိုလဲယူစနာရေးတော်မလားရှင်းရလဲရှင်ခလေးတွေအရှိမဒီလိုစကားတွေပြောနေရမရှက်ဘူးလားဘာလို့ရှက်ရမှာလဲငါငါ့ရဲ့မိမအောင်ငါပြောတာတခြားသစိန်းကိုပြောနေရမှာမဟုတ်ကြကျမတို့ရဲ့အသက်ကိုလည်းကြည်ုံလေရှင်ကျမတို့ကဟန်နီမွန်ခရီးထွက်ရမယ့်အရွယ်မဟုတ်တော့ဘူးခဏလေးပေါ့ငါတို့ရဲ့အသက်ကဘာတွေများဖြစ်နေလို့လဲကျမတို့အခုဆိုရင်တော့ရောက်ခတိရောက်ခမတွေဖြစ်နေကြပြီလေဘယ်သူပြောတာလဲရောက်ခတိရောက်ခမဖြစ်သွားလို့ရှင်လေပတ်လို့မရတော့ဘူးဆိုတာသွားခြင်းနဲ့ဆိုရင်တော့ရှင်သွားလေကျမအလုပ်တွေအများကြီးရှိသေးတယ် နောက်နေမှာတော့ဘော်ဒီနဲ့ဂျီရော့တို့ကလည်းဟန်နီမွန်ခရီးထွက်သွားခဲ့ကြပါတယ်။စတီတကလည်းခရီးထွက်သွားပါတယ်။ယိုစနာတယောက်ထဲအိမ်မှာကြာခဲ့ရပေါ့။တကယ်မှာတော့ဂေါ်ဒီကလည်းတယောက်ကြာကိုမေးလိုက်ပါတယ်။ဒါနဲ့အဖေကတကယ်ပဲခရီးတယောက်ထဲထွက်သွားတာလား။အေးဟုတ်တယ်လေ။အမေကမလိုက်သွားဘူးဆိုတော့အဖေတယောက်ထဲထွက်သွားတာပေါ့။ဒါပေမဲ့ခရီးကဘာဖြစ်လို့များတယောက်ထဲသွားရတာလဲနော်။ဘာပြောချင်တာလဲနားမလဲဘူး။အဖေမှာရီးစားတွေဘာတွေရှိနေလားမသိဘူး။အတူတူသွားတာပဲဖြစ်ရမယ်။မင်းယူမြယူသွားပြီလား။ အဖေကပွင့်ပွင့်လင်းလင်းပြောဆိုတတ်တယ်ဆိုပေမဲ့အမေကိုဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ဘူးအဲ့လိုတော့လည်းမဟုတ်ပါဘူးရှင်အဖေကချောတယ်ခန့်ညားတယ်ဆိုတော့မိန်းကလေးတွေသူ့ကိုသဘောကျလောက်ကြမှာလीอืมဟုတ်တယ်အဖေပြပြဘူးတယ်အဖေကြောင်းတက်နေတဲ့အချိန်တုန်းကဆိုရင်တော့သူ့သဘောကျတဲ့မိန်းကလေးတွေအများကြီးရှိတယ်တဲ့အဖေကတော့ဘယ်မိန်းကလေးတယောက်ကိုမှသဘောကျခဲ့တာမဟုတ်ဘူးဒါပေမဲ့မင်းကဘာဖြစ်လို့အဖေအကြောင်းကိုစဉ်းစားပြီးတော့ငါရရဲ့ကြော်စရာကောင်းတဲ့အချိန်တွေကိုဖျက်ဆီးနေရလေကဲကဲကဲသွားမယ်သွားမယ်ငါတို့ ကမ်းခြေပါသွားကြမယ်။ဂေါ်ဒီနဲ့ဂျီဒေါက်တာနှစ်ယောက်လုံးကတော့မြို့မှာအေးအေးဆေးဆေးပြောနေခဲ့ကြပါရဲ့။တပတ်ချသွားတဲ့အခါမှာသူတို့အိမ်ကိုပြန်လာခဲ့ကြပါရဲ့။သုသီကလည်းကမ်းခြေကနေအိမ်ကိုပြန်လာခဲ့ပါပြီ။သုသီကလည်းသူ့မိမအတွက်လက်ဆောင်ယူလာခဲ့ပေးပါရဲ့။ဘာယူလာခဲ့တာလဲ။ဒီမှာငါမင်းအတွက်လက်ဆောင်ယူလာခဲ့တာဝေးကြီးလားအရင်အောင်လာတယ်မင်းငယ်ရွယ်သွားတယ်လို့ခံစားစေရလိမ့်မယ်။ကျမတတအလုံးစာရီပဲဝေးခဲ့တာဘာအဝိစာကိုမဝေးခဲ့တာမဟုတ်ဘူးအခုမှကျမဘာလို့ဒါဝေးရမှာလဲ လှရလေကွာမင်းကလည်းဝေ့ကြည့်လိုက်စမ်းပါယိုစနာကလည်းမဝေ့ပဲနဲ့ဗီဒီယိုနဲ့ထည့်သိမ်းထားခဲ့ပါရီဒီတိုင်းပဲရက်တွေကုန်ဆုံးသွားခဲ့ပြီးတရမှာတော့ဂျေဒါကနဲ့ဂေါ်ဒီတို့နှစ်ယောက်လုံးကလည်းညစာသွားစားခဲ့ကြပါရီဂေါ်ဒီကလည်းစားခြင်းနဲ့အစာတောက်တွေမှယူနေခဲ့ရပေါ့အကိုကြီးကျမမှားတာကိုတတိတစားယူလာခဲ့ပြီပါနော်ဂေါ်ဒီကတော့အော်ဒါမှာပေးသွားခဲ့တဲ့အခါမှာတော့နောက်ခုံမှထိုင်နေတဲ့လူကိုတွေ့သွားခဲ့ပါရီအရာကတော့တခြားသူမဟုတ်ပဲသူရောက်ခတ်ထီးဖြစ်နေခဲ့တာပါခေါမကြည့်ပါဦးရှင့်အဖေ တယောက်ကြောင့်လည်းမကြည့်ပဲနဲ့ပြောလိုက်ပါတယ်။မင်းကလည်းကောဟာယူနေလားဒီနေရာမှာအဖေကဘာလာလောက်မှလဲ။သူကတငယ်ချင်းတယောက်ရဲ့အိမ်ကိုသွားတယ်။အဲဒီမှာတငယ်ချင်းတွေနဲ့အတူတူပါတီပွဲလုပ်မလို့တဲ့။ဟိုမှာကြည့်သူ့ရဲ့ပါတီကဒီမှာငယ်ရွယ်တဲ့မိန်းကလေးတွေနဲ့ရှင်နှဲကြည့်လိုက်စမ်းပါဦး။ဂျေရာခဲကြည့်လိုက်တဲ့အချိန်မှာသူတွေကအမှန်တကယ်ပဲမိန်းကလေးငယ်လေးတယောက်နဲ့အတူတူထိုင်နေခဲ့ပါတယ်။မိန်းကလေးရဲ့မျက်နှာကိုတော့တသေးတကြမတွေ့မြင်နိုင်ပါဘူး။မိန်းကလေးကတော့မျက်နှာကိုအုပ်ထားပါတယ်။အဖေကဘာဖြစ်လို့အမေကိုလိန်ပြောရတာလဲ။ ပြောတော့ကကြတော့တငယ်ချင်းရဲ့အိမ်ကိုတောင်းရနေတာတဲ့ပြီးတော့အဖေနဲ့အတူတူဒီမင်းကလေးကရောဘယ်သူလဲအဲ့ဒီမင်းကလေးကသူ့ရီစာဖြစ်မှာပေါ့သူနဲ့တွေ့ဖို့အတွက်အမေကိုလိန်ပြောခဲ့တာပဲဖြစ်ရမယ်ရှင်ပြောတော့ကကြတော့အဖေကဘယ်မင်းကလေးကိုမှကြည့်အောင်မကြည့်ဘူးဆိုအမေကိုလည်းဘယ်တော့မှတစ္ဆာဖောက်မှာမဟုတ်ဘူးဆိုပဲအခုဒီမှာကြည့်ပါအောင်ရှင်ဒါရီအားလုံးကပါရီလေအမေသားဒီကိစ္စတွေအားလုံးကိုသိသွားလို့ရှင်တော့ဘလောက်တောင်မှဝမ်းနဲ့နေလိုက်မလဲအေးပါကွာဒီကိစ္စတွေအားလုံးအမေမသိစေနဲ့တော့မင်းအမေကိုမပြောနဲ့တိလား အမေသာတိတ်သွားရင်တော့အရန်ဝမ်းနေသွားမှာဂျီရာကနဲ့ကော်ရီတိုနှစ်ယောက်စလုံးကညစာစားပြီးအင်ကိုပြန်လာကြပါလေဆွေသေးကလည်းအချိန်နဲ့အင်ကိုရောက်လာပါလေနောက်ကျလိုက်တာရှင်အေးကွာငါတငယ်ချင်းတွေကအရန်ကိုစကားများကြတာပြောမနေနဲ့စကားပြောနေနေပဲအချိန်မှအချိန်ကုန်သွားလေဆိုတော့ငါတို့လည်းမသိလိုက်ဘူးအင်းအင်းဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့ထမင်းလာစားလေငါထမင်းစားပြီးသွားပြီဒီနောက်မှာတော့သူတေးကလည်းထမင်းမစားတော့ဘဲနဲ့အိတ်သွားခဲ့ပါရဲ့အရင်တော့ကသူတယောက်တည်းဘယ်တော့ကမှထမင်းမစားပါဘူး င်းနဲ့ထူးထူးဆက်ဆက်ဘာဖြစ်တာလဲငါ့ကိုသူစိုက်ကောက်နေရများလားယောစနာကလည်းဘာမှစားမနေတော့ဘဲနဲ့အိပ်ပြောသွားခဲ့ပါရဲ့နောက်နေ့မှာတော့တမီးရောက်ခမနှစ်ယောက်ထဲအိမ်မှာရှိနေခဲ့ရပေါ့ဒါနဲ့အမေရဲ့အဖေဖယ်သွားလဲအေးနေ့ရက်အဖေကဒီနေ့အစပြီးတော့ယောဂသွားကျင့်မယ်ဆိုပြီးတော့သွားတယ်လေအမေတမီးအရန်ပြင်းနေအားရဆိုရင်တော့တမီးတို့အပြင်သွားပြီးရွှေ့ရှင်သွားကြည့်ကြမယ်လေချွေးမလေးရေအိမ်မှာအလုပ်တွေအများကြီးရှိတယ်အမေကလည်းအလုပ်ကတော့လုပ်ရမှာပဲပေါ့သွားကြရအောင်နော်အရန်အောင်ကောင်းတဲ့ရုပ်ရှင်ရုံတင်ပြနေရလေ ီလိုနဲ့နှယောက်သားကလည်းအပြင်သွားဖို့အတွက်ပြင်ဆင်ကြရပါတယ်။နှယောက်လုံးရုပ်ရှင်နယ်ဝင်သွားခဲ့တဲ့အခါမှာတော့ရုပ်ရှင်အောင်ထဲမှာပထမတွေကရောက်နေခဲ့တဲ့ယောက်ျားဖြစ်သူကိုတွေ့သွားပါတယ်။စုတေကတော့မိန်ကလေးငယ်လေးတယောက်နဲ့အတူတူရုပ်ရှင်ကြည့်နေကြရပါမိန်ကလေးကတော့မျက်နှာကိုဖုံးအုပ်ချပါရစ်ခဏနေမအောင်နှစ်ယောက်ခတိဒီမှာပါလောက်နေရလေသူနဲ့အတူတူရှိနေတဲ့ဒီမိန်ကလေးကရောဘယ်သူလဲဟုတ်တယ်ကျမလည်းအဲ့ဒါကိုပြချင်းလို့ဒီလိုလာခဲ့ရပေါ့အဲ့ဒီမိန်ကလေးကအဖေရဲ့ရီစားလေးဘာပြောလဲရီစားဟုတ်လား ဟုတ်တယ်မနေ့ကတော့ကကျမနဲ့ဂျီရာတိုနှစ်ယောက်လုံးစားတောက်ဆိုင်မှာဒီမိန်ကလေးနဲ့အဖေကိုအတူတူတွေ့လိုက်တယ်။ဒီနေ့လည်းဒီမိန်ကလေးနဲ့အတူတူရုပ်ရှင်သွားကြည့်မယ်ဆိုတဲ့အကြောင်းကိုကျမကြားလိုက်တယ်လေ။ဒီမိန်ကလေးကနေ့ရက်ခတိရဲ့ရည်စားတော့မဖြစ်နိုင်ဘူး။ကြည့်ရတာနဲ့တခုခုလွဲမနေပြီနဲ့တူတယ်။ယောစနာကတော့သူ့ယောက်ျားကိုလှည့်ကြည့်မနေတော့ဘဲနဲ့သူလည်းရုပ်ရှင်ကြည့်နေခဲ့ပါရဲ့။ရုပ်ရှင်ပြီးစီသွားတဲ့အခါမှာသူတို့အိမ်ကိုပြန်လာကြတာပေါ့။ခဏနေတော့သူတို့လည်းအိမ်ကိုပြန်လာခဲ့ပါရဲ့။ရှင်ဘယ်တွေသွားနေရလဲ။ဒီနေ့ငှားငယ်တငယ်ချင်းတယောက်နိုင်ငံခြားကနေပြန်လာတာနဲ့သူနဲ့တွေ့ကြရ။ ကျွန်မရှင်တော်လဖိတ်ဖြောခင်မယ်နော်။ယောစနာမီဖို့ကန်နေဝင်သွားခဲ့တဲ့အခါမှာသူ့ချွေးမလေးရောက်လာပါတယ်။တွေ့လားတွေ့လားတွေ့ပြီလားပြောအခုဘလို့လိန်ပြောနေလဲဆိုတာအဲ့ဒီမိန်ကလေးကအဖေချစ်သူဆိုတာကိုအမေရှုံသွားပြီမလား။ဟွန်းမဟုတ်သေးမဟုတ်သေးငါအခုထိမယုံသေးဘူးရက်ထွက်တဖြည်းဖြည်းကောင်းဆောင်သွားခဲ့ပြီးနောက်မှာတော့သူသေးကသူ့ရဲ့မိမယောစနာနဲ့တိတ်ပြီးတော့စကားတော့မပြောတော့ပါဘူးသူကတစ်ချိန်အကုန်လုံးဖုန်းပဲကြည့်နေကြပါတယ်တကယ်မှာတော့သူသေးဖုန်းစကားပြောနေခင်တော့ကိုယောစနာကြားသွားခဲ့ပါတယ် ယောစနာကလည်းချွေးမလေးစီသွားပြီးပြောလိုက်ပါတယ်။ချွေးမလေးရေဒီနေ့ငါတို့ရေကူးကန်သွားကြမယ်။ဘယ်လိုဖြစ်တာလဲအမေရေဒီနေ့အမေကိုယ်တိုင်ကအပြင်သွားဖို့ကျွန်မပြောနေဟုတ်လား။အမေကရေကူးမလို့လား။အေးဟုတ်တယ်ရတယ်လေ။အဲ့လိုပဲထင်ကျင်လဲထင်လိုက်။ဒါဆိုရင်တော့တမိအခုချက်ချင်းပြင်ဆင်ပြီးထွက်ခဲ့မယ်နော်။ပြင်ဆင်ပြီးနောက်မှာတော့တမိရောခမနရောလောရေကူးကန်ကိုထွက်လာခဲ့ကြပါရီ။ကဲအမေဒါဆိုရင်တော့ရေကူးဝတ်ဆောင်လဲလိုက်တော့ချွေးမလေးငါဒီကိုရေကူးဖို့အတွက်လာတာမဟုတ်ဘူး။ဟောမကြီးနေအဖေအဲ့ဒီမိန်ကလေးနဲ့အတူတူထိုင်ပြီးကော်ဖီတောက်နေတယ်။ ယောစနာကလည်းဂေါ်ဘီကိုပြလိုက်ပါတယ်။မိန်ကလေးကတော့တေးရမျက်နှာကိုအခုလည်းဖုံးကွယ်ထားပါတယ်။အဲ့ဒီမိန်ကလေးပဲအဖေအတော်လေးကိုတော့နေပြီ။အခုငါဘာလုပ်မလဲဆိုတာကိုနင်းစောင့်ကြည့်။နှစ်ယောက်သားကလည်းသူတင်ရှိကိုထွက်လာခဲ့ကြပါတယ်။ယောစနာနဲ့ဂေါ်ရီနင်းတို့နှစ်ယောက်ဒီကိုဘလို့ရောက်လာတာလဲ။ယောစနာကတော့စဉ်းစားမနေပဲသူ့ယောက်ျားကိုဘာတစ်ချက်ထဲရိုက်ပြလိုက်ပါတယ်။ယောစနာမင်းကောက်ပါရိုက်တယ်ဟုတ်လား။မင်းနည်းနည်းလေးမှမချက်ဘူးလား။ဘာလို့ရှက်ရမှာလဲရှင့်လို့ပဲလေ။ရှင်ကြတော့ကျမတယောက်လုံးရှိနေတာတော့မှနောက်ထပ် main ကလေးတယောက်ကိုတွဲနေသေးရပါပဲ ။ဘာကြီးစားလဲဘာကြီးစားမှမရှိဘူး။ယောစနာကမိန်ကလေးငယ်လေးရဲ့မျက်နှာကပေါ်အကိုဖဲလိုက်ပါတယ်။မိန်ကလေးကိုတွေ့လိုက်ရတာနဲ့အံ့အားတင်သွားပါတယ်။တမီးနင်းပါလား။ဟုတ်ပါတယ်အကျော်။မိန်ကလေးကလည်းအတော်ဖြစ်သူရဲ့ခြေတော်ကိုကင်ပြီးကြောက်လိုက်ပါတယ်။တကယ်မှာတော့သူကဆူသေးတယ်ရဲ့အကိုအကြီးရဲ့တမီးလေးဖြစ်ပါတယ်။တမမပါတဲ့အတော်ရဲ့တမီးတို့ကြောင့်စိတ်နှောက်ယှက်ဖြစ်သွားတာလားတကယ်တော့ဦးလေးပြောလို့တမီးတို့ကဟန်ဆောင်နေခဲ့ရပါဟန်ဆောင်နေဟုတ်လားဟုတ်တယ်ဦးလေးကပြောတဲ့အတော်ကကိုဟါကိုအသက်ကြီးနေပြီလို့ထင်နေတာတဲ့ ပြီးတော့ဦးလင်းရဲ့အတူတူအပြင်ထွက်ရတာကိုလည်းအတော်ကမကြိုက်တော့ဘူးဆိုအတော်ရဲ့ပြောင်းလဲသွားတဲ့ပုံစံတွေကြောင့်ဦးလီအတော်စိတ်ညစ်နေရဒါကြောင့်ကျမတို့ကလည်းအစီအစဉ်တစ်ခုဆွဲလိုက်တာပေါ့ဦးလီကလည်းတမင်တတဖုန်းနဲ့အကျဲကြီးစကားပြောပြီးတော့အားလုံးကိုတန်တရားဝင်အောင်လုပ်ခဲ့တာအတော်ရဲ့ကျမတို့ကဘဝကိုကောင်းကောင်းရှင်သန်နေထိုင်ရမှာပေါ့ဘယ်အတိုက်ပင်မစိုးကောင်းကောင်းမပြောရွှေရွှေနေထိုင်လို့ရပါတယ်နားလေပါပြီတမီးလေးရဲ့နေရငါရဲ့အာယုံတွေကိုတကယ်ပဲလှဲစားပေးနိုင်သွားခဲ့တယ်နော်ဒီနေ့အစားပြီးနေ့ဦးလီကငါတရားကိုထည့်ပြစ်မထားတော့ဘူးယောစနာကလည်းတယောက်ကြောက်ကြောင်းမှန်လိုက်ပါတယ် အဖေရဲ့ကျမကိုလည်းခွင့်လပ်ပါကျမလည်းမှားသွားခဲ့တယ်။အားလုံးကလည်းအတူတူအိမ်ကိုပြန်လာကြပါရစေ။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြလေးကတော့မိင်္ဂလာဆောင်အခမ်းအနားဆိုတဲ့ပုံပြလေးပဲဖြစ်ပါရစေ။ဖေပိုလက်မေကာရိုနီယောလည်းအခုမှလက်ထပ်ထားတာပါ။နှစ်ယောက်လုံးကမတူညီတဲ့မျိုးတွေမှနေထိုင်ကြတာဖြစ်တဲ့အကြောဖေပိုလက်ကလည်းလက်ထပ်ဖို့အတွက်တခြားတစ်မျိုးကိုရထားစီပြီးသွားခဲ့ရပါရစေ။ဇုံတွေအစ်စ်လေးကမင်္ဂလာဦးနေရက်တွေကိုဘယ်လိုဖြတ်တန်းကြလဲဆိုတာကြည့်လိုက်အောင်ပါ။မိခိုင်းအိမ်မှာပျော်ရွှင်စရာအချိန်အခါလေးကို ကျင်းပနေခဲ့ကြပါသေး။တို့မင်္ဂလာဆောင်ဖြစ်နေကြရကုန်။မင်္ဂလာဆောင်ကိုရောက်ရှိလာခဲ့တဲ့ပရိသတ်တွေအားလုံးကလည်းထမင်းစားတောင်းနေကြကြပါသေး။မင်္ဂလာဆောင်ဒလေထုံတဲ့ဆန္ဒတွေကလည်းအခုဆိုလို့ရှိရင်တော့စတင်တော့မှာပဲဖြစ်ပါသေး။ဖုန်းတော်ကြီးရဲ့အမြန်ဆုံးပဲဒလေထုံဆန္ဒတွေကိုစတင်လိုက်ပါ။ကျွန်တော်တို့မနက်ပြန်မနက်ဆိုင်နာကြီးဆိုလို့ရှင်တော့ယထာအချိန်စရာရှိတဲ့အများဆုံးပြန်ရမယ်။အော်အကိုတို့ရဲ့ဘာလို့အလောက်တောင်မှအလော30တောင်းနေကြတာလဲရှင်။တရက်လောက်ဒီမှာနေပြီးတော့တောင်းမယ်ဆိုရင်တော့ကျမတို့တော့လည်းကောင်းတာပေါ့။ကျမတို့သမီးလေးကအဝေးကြီးတောင်းနေရတာလေ ို့ကိုကျမတို့ထပ်တွေးဖို့ဆိုတာကမဖြစ်နိုင်သလောက်ပဲအမလည်းတီးတဲ့အတိုင်းပဲဒီမျိုးကနေတခြားတစ်မျိုးကိုသွားဖို့ဆိုတာကရထားနဲ့သွားရင်တော့24နာရီလောက်ကြာတာလीကျွန်တော်တို့အဆွေမျိုးတွေအကုန်လုံးကလည်းတို့အလုပ်တွေကိုလုပ်ရအောင်မှာဆိုတော့ကျွန်တော်တို့ပြန်မှဖြစ်မယ်ဟုတ်ပါပြီအကိုတို့အတွက်ကျွန်မပြင်ဆင်စရာရှိတာပြင်ဆင်ပေးလိုက်မယ်နော်ဒီလိုနဲ့သတို့သမီးရဲ့မိခင်ဖြစ်သူကလည်းပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ပေးလိုက်ပါရစေ။ဒီနောက်ဘေပိုလ်နဲ့မေခါရိုနီအောင်လုံးရွရထုံတဲ့ဆလာနဲ့အညီလက်ထပ်ခဲ့ကြပါရစေ။ မင်္ဂလာဆောင်အခမ်းအနားပြီးစီးသွားခဲ့တဲ့အခါမှာတော့မနက်၄နာရီထုံးနေခဲ့ပါပြီ။ဒီနေ့ကစပြီးခမားတို့နေရာအကျဉ်းမြေမြောင်းဘွားကိုရောက်ရှိသွားပါပြီ။ဒါကြောင့်ဂတိပေးကြပါတယောက်နဲ့တယောက်အမြဲတမ်းကိုလက်တွဲထားပြီးခေါနဘွားတိုင်တိုင်အတူတူနေကြရမယ်။ဟုတ်ကဲ့ဂတိပေးပါရယ်။ဟုတ်ကဲ့ကျမလည်းဂတိပေးပါရယ်ရှင်။ခေါနဘွားတိုင်တိုင်ကျမတို့လင်မယားအဖြစ်နေကြမယ်။မင်္ဂလာဆောင်အခမ်းအနားပြီးသွားတဲ့အခါမှာပီပိုးတယောက်ပိုက်စားလာပါရယ်။ဘာဖြစ်တော့လဲရှင်အဆင်ပြေရဲ့လား။ဒီအချိန်မှာပီပိုးလီရဲ့ညီမလေးကအခန်းထဲဝင်လာပြီးပြောခဲ့ပါရယ်။ အကိုဘာဖြစ်နေရလဲဆိုတာကျွန်မပြောပြမယ်။တကယ်တော့လေအကိုဘိုက်စာနေရပဲဖြစ်ရမယ်။အကိုကမနဲ့အစော်ကြီးမဟုတ်စားတတ်တဲ့အချင်းရှိတယ်လေ။ဒီအချိန်မှာအမေခိုင်းအမေကအားလုံးစားတော့ဖို့အတွက်လက်ဖေးအနေမုံတွေကိုယူဆောင်လာခဲ့ပေးလိုက်ပါရီ။ရော့ဒီမှာတမတ်လေးစားလိုက်ပါအောင်နော်။ကဲတမတ်လေးငါမင်္ဂလာဆောင်ကိုလာတဲ့အဲ့ဒီတွေအားလုံးအတွက်လည်းပြင်ဆင်ပြီးပြီ။နင်တို့လန်ခီးမှာစားတော့ဖို့အတွက်ခြမင်းတွေကိုလည်းထုတ်ပို့ပေးထားတယ်။အဲဒါကြောင့်အပြင်ကမုန့်တွေကိုဝယ်မစားနိုင်ချာနေအောင်နော်။ ဒီလိုနဲ့သတို့သားကလည်းသူ့ကိုဘာရီပြင်ဆင်ပေးထားလဲကြည့်လိုက်တဲ့အခါမှာတော့စီကြုံမုတ်တွေနဲ့မုတ်အချိုတွေလက်ဖေးတွေပြင်ဆင်ပေးထားတာကိုတွေ့သွားခဲ့ပါ ರಿ သူကဘိုက်စာတက်တယ်ဆိုပေမဲ့စီကြုံမုတ်တွေကိုတော့မစားတတ်ခဲ့ပါဘူးဒုက္ခပါပဲကွာမနေ့ကညတော့ကလည်းငါဒါရီကိုစားခဲ့သေးရပဲအခုမနဲ့လည်းဒါရီကိုထပ်ပြီးတော့စားရအောင်မလားဒီအိမ်မှာတော့ငါ့ကိုပဲသူ့မမနဲ့စားကောင်းကောင်းပြင်ဆင်မကြွေးကြတော့ဘူးနဲ့တူပါ ರಿ အေးလေမတက်နိုင်ဘော့ဒါပဲစားလိုက်တော့မယ် ီလိုနဲ့သတို့သားကလည်းမနက်စာကိုစားတော့ခဲ့ပြီးနောက်မှာတော့အေပရိတ်တ်တွေအားလုံးကလည်းစားတော့ခဲ့ကြပါရီအားလုံးပြီးစီးသွားခဲ့တဲ့ခါမှာတော့သတို့သမီးဖြစ်သူကိုသတို့သားနဲ့အတူတူအင်ကိုလိုက်ပါဖို့စောင်းပေးခဲ့ကြပါရီနောက်ဆုံးမှာတော့အားလုံးကဘူရာယုံကိုရောက်ရှိလာခဲ့ပြီးယထာရောက်ရှိလာဖို့အတွက်စောင့်မျှော်နေခဲ့ကြပါရီကဲကဲကဲတားလိငါဒီမှာရှိတဲ့ဧည့်သည်တွေအကုန်လုံးအတွက်ယထာတတွဲတော့ငါထားပေးတယ်မင်းနဲ့ငါရဲ့သမီးလေးအတွက်ကိုတော့ငါကတီးတန့်ခုံတစ်ခုံစစ်စင်ပေးထားတယ်နော် ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်အဖေဒီလိုနဲ့အချိန်ခဏကြာသွားခဲ့တဲ့အခါမှာတော့ဘူရာယုံကိုရထားဆိုက်ရောက်လာခဲ့ပါတယ်အားလုံးကလည်းသူရဲ့ရထားရဲ့ကိုစီပေါ်တက်သွားခဲ့ကြတာပေါ့စလုံးကြီးကလည်းသူ့ကိုနဲ့သူ့ယောင်မလေးနှစ်ယောက်လုံးကိုသူရဲ့အခန်းထဲထိခေါ်ဆောင်သွားခဲ့ပေးပါတယ်သူရဲ့အခန်းကိုတော့ဘောလုံးတွေပန်းတွေနဲ့တတိကျကျပြင်ဆင်ထားတာကိုတွေ့လိုက်ရပါတယ်။ခဏနေပါဦး။ဒီအခန်းတစ်ခုလုံးဘယ်သူပြင်ဆင်ထားတာလဲ။အော်ရောင်းပါလေ။ကျမကိုယ်တိုင်ပြင်ဆင်ထားတာပေါ့ ဒီနေ့ရောင်မတော်အတွက်အရေးကြီးရနေလေဆိုတော့ပြောပြောနေကြတော့ဟုတ်ပြီလားပြောဆိုပြီးနောက်မှာဆလုံးကြီးကရှင်မောနေခဲ့ပေမဲ့သတို့သမီးအစ်စ်ဆက်ဆက်လီမိခါကတော့အရန်ကိုရှက်လောနေတဲ့အတွက်ကြောင့်မလို့မျက်နှာရင်းနေရှဲနေပါတယ်နေကတော့အယူးမှာပဲကဲသွားစမ်းပါဘာဖြစ်လို့သူ့ကိုသွားပြီးတော့စားနောက်နေရတာလဲကဲသွားသွားသွားဟုတ်ကဲ့ပါအကိုရဲသွားမယ်သွားမယ်ဆလုံးကြီးထွက်ခွာသွားခဲ့တဲ့အခါမှာတော့သတို့ကလည်းသတို့ရဲ့နေရာလေးမှာထိုင်နေခဲ့ကြပါတယ်သတို့နှစ်ယောက်ကတော့မိဘတွေသဘောတူလို့လက်ထပ်ခဲ့ရတာပါ ဒီခါကတော့လက်ထပ်ပြီးသွားတဲ့အခါမှာဖြစ်ချင်တဲ့စိတ်ကိုအိမ်မက်တွေအများကြီးရှိနေခဲ့ပါတယ်။သူ့ယောက်မလေးပြောထားတဲ့စကားကိုမိခါကတော့အချိန်အကြာကြီးစဉ်းစားနေခဲ့ပါတယ်။음ဘလို့မဆိုရက်ထာအတူတူစီးရတာပျော်ဖို့တော့ကောင်းတာပဲ။24ရက်နေလောက်ဒီမှာငါတို့အတူတူခရီးသွားရမှာပဲ။ငါပြောချင်တဲ့စကားတွေအားလုံးသူ့ပြောလို့ရပြီ။မိခါကတော့ခေါင်းမူချုံထားတဲ့အချိန်မှာပဲဒါတွေအားလုံးကိုစဉ်းစားနေခဲ့ရပါ။ခဏနေတော့သူရဲ့အခန်းတကာကိုတစုံတစ်ယောက်ကလာခောက်ခဲ့ပါတော့တယ်။ တကောက်ဖွင့်လိုက်တဲ့အချိန်မှာတော့ရထားလက်မှတ်စစ်အခန်းထဲကိုဝင်ရောက်လာခဲ့ရပေါ့။ကဲကဲကဲဒီခုံကိုခမည်းတော်ဘယ်သူနာမည်နဲ့ဝဲထားတာလဲ။ကျွန်တော်တို့နာမည်နဲ့ဝဲထားတာပါ။မေခါနဲ့ဘီလ်ဘောလ်ဆိုတဲ့နာမည်နဲ့ဝဲထားတာ။ဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့ပြပြလက်မှတ်ပြ။လက်မှတ်တွေအလုံးကတော့ကျွန်တော်ရဲ့အဖေရှိမှပဲရှိရဲ့။အဲ့လိုမျိုးဆိုလို့ရှင်တော့မဖြစ်နိုင်ဘူး။လက်မှတ်ကိုတော့ခမည်းကိုယ်တိုင်ပဲပြရလိမ့်မယ်။ဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့ခဏလေးစောင့်တော့ကျွန်တော်အဖေးစီကနေပြီးတော့လှမ်းတောင်းပေးမယ်ဟုတ်ပြီလားအမြန်လုံးအမြန်လုံး ောက်မှအလောက်ထိအချိန်အများကြီးရှိနေတာမဟုတ်ဘူးလှုပ်เสียရရှိတာကိုအများလုံးကြောက်ဒါလို့ねသတို့တောက်ကလည်းသူ့အဖေကိုဖုန်းခေါ်နေခဲ့ပေးမယ်ယထာအတွေ့ပုံမှာလိုင်းမတက်တဲ့အတွက်ကြောင့်မလို့ဖုန်းခေါ်မရခဲ့ပါဘူးခဏနေပါဦးမင်းတို့နှစ်ယောက်ကဘလို့ဖြစ်ရတာလဲလက်ထပ်ပြီးအခုမှသတို့သားနဲ့သတို့သမီးအသေးဆက်ဆက်လေးပဲရှိသေးတယ်ယထာခိုးစည်းနေကြလားဟာဆရာကလည်းအဲ့လိုမပြောနေလေကျွန်တော်တို့ယထာလက်မှတ်ဖြတ်လာခဲ့နော်အခုချက်ချင်းယထာလက်မှတ်ပြမယ်ဒီလိုနဲ့သရိုးသားကလည်းယထာလမန်စေကိုသူရဲ့ဖခင်ရှိရဲ့ခုံကိုခေါ်ဆောင်သွားခဲ့ပါရီ ဒီနောက်မှာတော့သတို့သားကလည်းရထားလက်မှတ်စစ်ကိုသူနဲ့သူ့ရဲ့မိမရဲ့လက်မှတ်တွေကိုပြသပေးခဲ့ပါတယ်။ဒီအချိန်ကြာမှပဲရထားလက်မှတ်စစ်ကလည်းလက်ခံသွားခဲ့တာပါ။နောက်တော့သူကလည်းသူ့ရဲ့အခန်းထဲကိုပြန်လာပြီးအိတ်လိုက်ပါတယ်။အမလီငါရီရဲ့အချိန်တွေကိုလာဖြုံးနေတဲ့ဒုက္ခပဲ။ရပါတယ်လေ။ငါတို့မြို့ကိုရောက်ဖို့အတွက်ဆိုလို့ရှိရင်အချိန်တွေအများကြီးကြံသေးရဲ့အိတ်စစ်ပေါ့။ငါအခုလိုမျိုးခေါင်းမိချုံထားတာအရင်အောင်ပူတာပဲ။ခဏနေကြရင်တော့သူကငါ့ကိုခေါင်းမိချုံစရာမလိုဘူးဆိုပြီးတော့ပြောလိုက်မယ်။ရိုးရထုံတဲ့အစံလာတွေကလည်းလေအရင်အကိုရှုပ်လို့နေ။ သူမတယောက်တည်းအတွေ့လွန်နေခဲ့ပေမဲ့ဒီလိုမျိုးပါတခိုးမှဖြစ်မလာခဲ့ပါဘူးခဏနေပေါ့သူပြဲသွားပြီမဟုတ်လားဘာအတန်မှလည်းမကြားရအောင်ဒီမှာဘယ်သူများရှိလဲမသိပါဘူးအဲ့ဒါကြောင့်ငါငါပဲပေါ်ဟောက်ဖဲလိုက်တော့မယ်ဒီလိုနဲ့တို့သမီးကလည်းသူရဲ့မျက်နှာမှာခြုံထားတဲ့ပေါ်ဟောက်ကိုဖဲလိုက်တဲ့အခါမှာသူ့တို့သားကအိမ်မောကြနေအောင်ကိုတွေးသွားခဲ့ပါလေအမလီ၊ तू ကအိတ်တောင်းအိတ်ပြောသွားပြီ။ငါစကားပြောပါမယ်ဆိုနေမှအေးစိအိတ်နေသေးတယ်။ကဲထားလိုက်ပါတော့လေ။ငါလည်းအိတ်လိုက်တော့မယ်။ ီလိုနဲ့သူတို့သမီးလေးကလည်းအိမ်မောကြသွားပြီးခဏအကြာမှာပဲသူတို့တကားကိုတစုံတယောက်ထပ်ပြီးလာခောက်ခဲ့ပါတယ်။အတန်ကြားလို့တကားသဖွင့်ကြည့်ခဲ့တဲ့အခါမှာတော့ယထာဘောကဝန်တန်းတယောက်စားစရာတွေကိုယူဆောင်လာခဲ့ပြီးတော့ကိုတွေ့လာရပါတယ်။ခင်ဗျားတို့ဒီအခန်းအတွက်ကျွန်တော်ထမင်းတွေယူလာခဲ့ပေးရပါ။မလို့ရှင့်ကျမတို့ဘာစားစရာမှမမထားဘူးဘာမှလည်းမလို့ချင်ပါဘူး။ကဲငါနိုးပြီအခုနောက်တော့ကထမင်းလာပွဲတော့မလာဘူးလား။လာပါရှင် လာပါရကျမတို့ပြန်လှုပ်လိုက်တယ်လေ။ ယထာဘမောင်ချွေးရဲ့အစားအသောက်တွေကိုမစားဖို့အတွက်ပြောလိုက်တယ်မဟုတ်လားအမေကကျမတို့စားဖို့အတွက်ထမင်းတွေထည့်ပေးလိုက်တယ်လေဒီလိုနဲ့မိခါကောင်လေးထမင်းနှစ်ပကံချုပ်ကျွေးလိုက်ပါတယ်သူမကိုရင်တပကံစားပြီးနောက်မှာတော့နောက်တပကံကိုတော့တယောက်ကြောက်ကိုကျွေးခဲ့ပါတယ်ဒီလိုနဲ့သတို့သားကထမင်းပကံကိုကြည့်ခဲ့တဲ့အခါမှာတော့ထမင်းပကံထဲမှာအကျုံးဆုံးပြီးပေါင်းနေအောင်ကိုကျွေးခဲ့ရပြန်ပါတယ်ဒုက္ခပါပဲမနေ့ကညတွေကငါဒီလိုအစားအသောက်တွေကြီးပဲစားနေရတာငါဘိုက်မကောင်းဖြစ်တော့မယ်နဲ့တူပါတယ်သူမတခြားရွေးချယ်စရာမရှိရတဲ့အဆုံးမှာတော့သူကလည်းချိန်မေးစားလိုက်ပါတယ် စားတော့ပြီးသွားတဲ့အခါမှာတော့သူလည်းပြန်အိပ်ပျော်သွားတော့ပေါ့ဟဲ့ဒုက္ခပဲစားတော့ပြီးတော့အိပ်ပျော်သွားပြန်ပြီငါနဲ့စကားလေးပါလီတော့မပြောဘူး तू ငါ့ကိုမကြိုက်လို့များလားမသိပါဘူး तू မှာသဘောကျနေရင်မိန်းကလေးများရှိနေရလားဒုက္ခဒီမင်္ဂလာဆောင်ကိုသဘောမတူခဲ့ဘူးလားတကယ်လို့ငါ့ရဲ့အတွေ့အကြံမှန်နေမယ်ဆိုရင်တော့ငါပါလို့ရမှာလေမိခါကလည်းအရန်ကိုစိုက်နှစ်သွားတဲ့အတွက်ကြောင့်မလို့အော်ဟင်းကိုယူလိုက်ပါရီ तू ငါ့ကိုနေအတန်ကိုကြားခဲ့ရတဲ့အခါမှာတော့တယောက်ကြားကလည်းအိယာကလန်းလို့သွားတော့ပေါ့ဟဲ့ဟဲ့ဟဲ့ဘာဖြစ်တာလဲနင်ဘာလို့ငိုနေရတာလဲ မိခါကတော့ဘာတခေါ်မှပြောမနေတော့ပဲငိုပဲငိုနေခဲ့ပါတယ်ဒီလိုနဲ့ပီပိုလ်ကလည်းမိခါရဲ့လက်ကိုကင်ပြီးမေးလိုက်ပါတယ်အေးပြောပြောပြောဘာဖြစ်တာလဲဆိုတာကိုအရင်ဆုံးပြောမိခါကတော့မပြောခဲ့ပါဘူးကဲပြောစမ်းပါငါရင်တွေအရင်တောင်းလာပြီးဘာဖြစ်လို့ငိုနေရလဲမိခါကလည်းငိုနေရင်းနဲ့ပြောလိုက်ပါတယ်ဒါနဲ့ရှင်သဘောကျနေတယ်တခြားမိန်းကလေးများရှိနေရလားဒါဆိုရင်ကျမကိုပြောပါဟမ်မဟုတ်ပါဘူးနင့်ဘယ်သူကပြောလို့လဲဘယ်သူမှတော့မပြောဘူးပေါ့ကျမအဲ့လိုထင်တော့လေ ဒီနောက်မှာတော့သူမရဲ့အတွေ့အကြုံအလုံးကိုလည်းပြောပြခဲ့ပါရီမဟုတ်တာနင်ကလေငါအရင်အောင်ပင်မန်းနေလို့အိပ်ပြောသွားတာပါနင်စဉ်းစားနေရတဲ့အကောင်လုံးကတလွဲရည်ပဲအဲ့လို ဖြစ်စီရပါအเจ้าမှမရှိဘူးကျွန်တော်နေ့အောင်စကားပြောနေခဲ့တဲ့အချိန်မှာပဲခဏအเจ้าမှာတော့တကားခောက်တန်ကြားလိုက်ရပြန်ပါရီကဲအခုဘယ်သူထပ်ပြီးရောက်လာပြန်တာလဲဘေဘောကတကားသူဖွင့်ခဲ့တဲ့အခါမှာတော့သူ့ရှေ့မှာဝန်တန်းရောက်လာခဲ့ပါရီအကောင်ဒီမှာလက်ဖေးလာပေးရပါသူကလည်းလက်ဖေးခွက်ကိုယူလိုက်ပါရီကဲမိခါရေဒီမှာလက်ဖေးပူပူလေးအရင်ဆုံးကတော့တောက်ကြမယ်နော် 음တောက်ကြမယ်ကျမလက်ဖေးကြိုက်တယ်နှစ်ယောက်လုံးကလက်ဖေးတောက်နေခဲ့ကြပါတယ်လက်ဖေးပူပူလေးတောက်လိုက်တဲ့အချိန်မှာသတို့သားကတော့ပိုက်တွေရှိပြီးနာလာခဲ့ပါတော့တယ်ဒုက္ခပဲအလုတ်ကတော့စပြီဟိဘာဖြစ်လို့လဲငါပိုက်တွေအရင်အောင်လာပြီးငါခဏလေးအင်တာတွားလိုက်အောင်မယ်နော်ဒီလိုနဲ့သူကလည်းအင်တာကိုတွားပြီးဝင်းရှော့တွားခဲ့ပါတယ်အချိန်အကြာကြီးအင်တာထဲမှာပဲထိုင်နေခဲ့ရပေါ့ဟဲ့ဘာဖြစ်တာလဲသူအင်တာတွားတက်နေတာအတော်လေးကိုကြာနေပြီကိုချင်းကြီးလည်းမလာသေးဘူးငါတွားကြည့်တင်လားတွားကြည့်မယ်ဟာ ဒါလို့ねမိခါကလည်းအိမ်သာပဲထွက်လာခင်လိုက်ပါတယ်အပြင်ကနေအတန်းပေးပြီးခေါ်တာပေါ့ဒီမှာဒီမှာရှင်အထဲမှာရှိသေးလားအေးအေးဟုတ်တယ်ဟုတ်တယ်ငါအထဲမှာရှိသေးရဲ့ငါဘိုက်တွေတောက်အောင်နေလို့လေငါဝမ်းရှော့နေပြီနဲ့တူပါတယ်ဒုက္ခပါပဲဟုတ်လားရှင်ကျွန်မဘာလုပ်ပေးရမလဲကျွန်မစီမှာဝင်ပိတ်စီပိုင်းမရှိဘူးဒါဆိုရင်ဒီခဏလောက်ငါမိပါရရှိကိုတော့ပြောပြလို့ရလားဟုတ်ပြီဟုတ်ပြီငါအခုချက်ချင်းတော့ပြောလိုက်မယ်နော်သူကလည်းခေါင်းမိချုံမိနောက်မှာတော့ယထာတွေပဲထွက်လာခင်လိုက်ပါတယ် ဒါဒီမှာကျန်တဲ့မင်္ဂလာဆောင်ကိုလာတဲ့ Airtel ရီအားလုံးနဲ့မိဘတွေထိုင်နေကြတာပေါ့အားလုံးကအခုလိုမျိုးဒီမကိုတွေ့လိုက်ရတာဝမ်းပန်းသက်သာတော့မရှိကြပါဘူးဒါပေမဲ့ဒီမအတွက်အခုလိုလုပ်ဖို့ကအရေးကြီးနေခဲ့ပါတယ်သူကလည်းအမြန်သွားပြီးသူရှောင်းမလေးကိုကိစ္စရီအားလုံးပြောပြခဲ့တာပေါ့သူကလည်းချက်ချင်းပဲဈေးဝယူပြီးတော့ပြန်လာခဲ့လိုက်ပါတယ်စိတ်တောက်ခဲ့ပေမဲ့ဘာမှအများကြီးထိုးချမလာခဲ့ပါဘူးတညအလုံးသူကအိမ်သာပဲပြေးနေခဲ့ရပါတယ်နောက်နေ့မနက်မိုးလင်းသွားခဲ့တဲ့အခါမှာယထာဘော်ကစင်နာနေသူ့ကိုလည်းဈေးဝင်တင်ခဲ့ရပါတော့တယ် အဆင်ပြေသွားတဲ့အခါမှပဲသူအိမ်ကိုပြန်လာပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်သွားခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။